ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေအဲ့ဒီအပြာရောင်အဝတ်စားကိုတမိဘလောက်တောင်ရှာနေခဲ့ရလဲပြီးတော့အမေမဝတ်တော့တဲ့ပန်းရောင်ပိုးထည်လေးလည်းမတွေ့ဘူးဘာမှလဲမေပြောပြပါအောင် Calling Fresher Party အတွက်ဝတ်ဆောင်ပြင်ဆင်ရမှာမို့ပါ တမီးကကောလိပ်ဝင်ခွင့်ရပြီဆိုတော့အဝစားအသက်တွေလည်းဝေ့ရတော့မှာပဲရန်အနေငယ်ကြိုင်ကောလိပ်မှာပွဲတစ်ခုခုရှင့်လဲထက်ဝဲခိုင်းချုပ်ခိုင်းအောင်မှာပဲအမေတမီးတို့ဆင်းရဲတာသိပါတယ်ပတ်စံလက်တိတ်မရှိတော့ရှိတာလေးနဲ့ပဲခြွေတားရတာပေါ့အဲ့ဒါကြောင့်ကောလိပ်ကိုအဝစားဝတ်သွားရမယ်ဆိုရင်ချုပ်တက်အောင်အမေတင်မိထားပြီးသားဆိုတော့တမီးချုပ်ဝတ်ပါမယ်အေးပါရပါတယ်အဲ့ဒီအဝစားနဲ့ထဲလုံးအပေါ်ထက်ခိုးမှရှိတယ်သွားယူလိုက်ဒီလိုပြောပြီးတော့တန်နေလေထက်ခိုးကနေအဝစားတွေကိုထုတ်ပြီး ဝစ်စုံကိုစတင်ဖြတ်တောက်ချုပ်လုပ်ပါတော့တယ်။ဒီချိန်မှာပဲသူ့ရဲ့ချမ်းသာတဲ့ဦးလေးရဲ့သမီးမူယာရောက်လာခဲ့ပါတည်း Anti နေကောင်းလားရင်တနင်းရောမလုပ်နေလဲ။ထိုင်ပါသမီး Anti နေကောင်းပါတယ်။သူကတော့ကောလိပ်အတွက်ဝတ်စားချုပ်နေရ။သမီးလည်းကောလိပ်အတွက်ဝတ်စားတွေချုပ်ဝတ်တာပဲမလား။ Anti ဘာတွေပြောနေရလဲ။သမီးကဆက်ချုပ်ရတာမကြိုက်ဘူး။ဒါပေမဲ့ fashion designer တော့ဖြစ်မှာ။ fashion design တက်နန်းတော့မစရသေးဘူး။ စပြီးဆိုရင်တော့ကိုရန်ဒီဇိုင်းထုတ်ထားတဲ့ဝတ်စားတွေပဲဝတ်မယ်။အခုတော့ဈေးကြီးတဲ့ mall တစ်ခုကနေ fresher party ဝတ်ဆောင်ဝဲလာတယ်လေ။ကြည့်ပါအောင်အန်တီရဲ့လှရမလား။အေးကွယ်လှပါတယ်။အေးဟဲနင်အရန်လှတာပဲ။ဟုတ်တာပေါ့မူရပဲလေ။ဒါနဲ့တက်နေနင်ပါလို့ဒီလောက်ကြိုးစားနေရလဲ။မနေ့ပြန် college fresher party မှာငါဝတ်ဆောင်အလှဆုံးဖြစ်မှာပဲ။နင်ကြေးလက်ချုပ်သမားဝတ်ဆောင်တော့မဟုတ်ဘူး။ခဏနေငါမြို့မှာအရန်တော်တဲ့ fashion designer ဖြစ်တော့မှလူတိုင်းငါချုပ်တဲ့ဥပစာတွေဝတ်ကြလိမ့်မယ်။ အေးပါဖြစ်မှာပါဒါပေမဲ့ငါလည်းမနေ့ပြန် calling fresher party တက်ရမှာမို့ပြင်ဆင်ရတော့မယ်အေးကွယ်အခုတော့ကြေးလိုက်ရပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်တမီးတို့နှစ်ယောက်လုံး anti အတွက်အတူတူပဲအာဒါပေမဲ့ကျမတို့ညီမနှစ်ယောက်ဘယ်တော့မှအတူတူမဖြစ်နိုင်ဘူး तू ကကြေးလက်ကကျမမြို့ရမလားမတူနိုင်ပါဘူးကဲပါလေအခုတော့သွားရအောင်မယ်ဒီလိုပြောပြီးမူယာကအိမ်ပြန်ကအလှပြန်ဆိုင်ကလူကိုခေါ်ပြီးပါတီအတွက်စတင်ပြင်ဆင်ပါတော့တဲ့ နောက်နေ့မှာတော့မူရလိန်သူ့ရဲ့ဝစ်စုံကိုဝစ်ခေါင်ကိုလီပရက်ရှာပါတီကိုရောက်လာပါတည်းယောက်ျားလေးမိန်းကလေးအားလုံးသူ့ကိုငေးကြည့်နေကြရတော့ပုံ။အိုးဘူးမူရနင်အရင်လာတာပဲတကယ်ချင်းနင်ဝစ်စုံကဒီကိုလီပါတီမှာအလားဆုံးပဲ။ဟုတ်တယ်မလား။လူတိုင်းကဒီလိုမျိုးမူရကိုချီးကျူးနေကြရတော့ပုံ။ဒီချိန်မှာပဲတန်နှင်းကထွက်လာခဲ့ပါလေ။သူထွက်လာတာနဲ့မူရတကယ်ချင်းတွေအကုန်လုံးရဲ့အာယုံဟာတန်နှင်းစီရောက်လာပြီးတော့ သူဝတ်စုံကိုချီးမွမ်းကြပြန်တော့ဗော။သူဟာနေဝန်းကွဲညီမတက်နေမယ်။သူဝတ်စုံအမတကယ်နံပါတ်၁အန်အောစရာပဲ။ဘလောက်လှတဲ့ကာဝန်ကြီးလဲတက်နေရဲ့။ဂျေဆုတက်มาတယ်။အေးဟဲ။ဖရက်ရှာပါတီမှာတက်နေရတော့အရန်လှနေရပဲ။ဘယ်ဟောဝယ်ရလဲ။ဟုတ်တယ်တက်နေ။ဘယ်မောကဝယ်တာလဲပြောလို့။နေဝတ်စုံကမူယံဝတ်စုံထက်တောင်ပိုစည်းကြီးတယ်လို့ပဲ။အိုးမဟုတ်ပါဘူး။မူယံဝတ်စုံလည်းအရန်ကောင်းတယ်။ဒါပေမဲ့ငါတော့ဒီဝတ်စုံပဲကားမှမဝယ်ခဲ့ပါဘူးဟာ။ မနေ့ကကိုလက်နဲ့ကိုချုပ်ခဲ့တာအဝတ်ဟောင်းတွေနဲ့ချုပ်ထားတာလေ။အိုး၊နင်ကတကယ်ဖက်ရှင်ဒီဇိုင်နာကြီးပဲ။နောက်တော့ကျောင်းသူတန်းနေလိန်စင်မုတ်ကိုတက်လာတော့ပေါ့။ "तू ကဖက်ရှင်ဒီဇိုင်နာမဟုတ်ဘူး။ရွာနံပါတ်၁ပညာမတတ်တဲ့အချုပ်သမားပဲ။ तू အဝတ်စားတွေရှိမှနင့်ဖက်ရှင်အမြင်နဲ့ပျက်စီးသွားပြီထင်တယ်။ဘိုင်ဘိုင်။ဒီလိုပြောပြီးမူရကဒေါသတကြီးနဲ့ထွက်သွားခဲ့ပါတည်း။တန်င်းကတော့ fresher party ကိုပျော်ရွှင်စွာနဲ့ဆင်နွှဲနေတာပေါ့ကွယ်။ ဆရာတွေအပါအဝင်လူတိုင်းကသူ့ဝတ်စုံကိုချီးမွမ်းနေကြတာပေါ့ဒီလိုနဲ့ပဲနှစ်ယောက်လုံးကောလိပ်ပညာရေးကိုပြီးဆုံးသွားကြပြီးကောလိပ်နှုတ်ဆက်ပွဲတွေကိုရောက်ရှိလာခဲ့ပါတဲ့။မူရလေးကိုရင်ချုပ်ထားတဲ့ဝတ်စုံကိုဝိခါသူ့ဘွဲလက်မှတ်ကိုရယူဖို့စင်ဘော်ကိုတက်လာခဲ့ပါတယ်။ဟုတ်ကဲ့ဒီကောလိပ်မှာဖန်စင်ဝတ်စုံပြန်ပွဲတွေမှာအများရန်ရှိရနေရခဲ့တာအရင်ပြောတယ်။ဒါပေမဲ့ခုတော့ဒီကနေ့ထွက်ခွာဖို့အချိန်ရောက်ပါပြီ။ဒီနောက်မှာကျမရဲ့ဖက်ရှင်ဒီဇိုင်းအသက်မွေးဝမ်းကြောင်းဆက်လုပ်သွားမှာပါ။ ီလိုရောက်လာမဲ့ចောင်းသားအသက်တွေလဲသူတို့ရဲ့ပညာရေးနဲ့အသက်မွေးဝမ်းကြောင်းမှာဒီလိုပဲတိုးတက်ကြပါစေလို့ဆုတောင်းပေးချင်ပါတယ်။မင်းကဒီကောလေးရဲ့အရင်ကောင်းတဲ့ចောင်းသူတယောက်ပါ။ကောင်းတယ်သမီး။ကဲနောက်တစ်ယောက်ကတော့တက်နှဲမှာစင်မော်တက်ခဲ့ပါသမီး။ဂျေဆုတင်ပါတယ်ចောင်းအောင်ကြီး။ဒီကောလေးကိုလည်းဂျေဆုတင်ပါတယ်။ဒီမှာရန်ကောင်းတဲ့ပညာရေးကိုရခဲ့ပြီးအများကြီးသင်ယူခဲ့ရတယ်။ကျောင်းသားသက်တွေကိုပြောချင်တာကကျမလုပ်တယ်လို့ပဲကို့ပညာရေးနဲ့ကို့အမှုပညာကိုဆက်လုပ်သွားကြပါ။တနင်္ တမီးရဲ့အဝတ်ချုပ်တဲ့အမှုပညာကိုငါတို့အရန်သိတယ်။ရည်ရွယ်ချက်ကအဝတ်စားတွေဖက်ရှင်အသစ်တွေရဖို့ပဲ။အဲ့ဒါတွေကိုဘလို့အသုံးပြုမလဲဆိုတာစဉ်းစားဖို့ကအရေးကြီးတယ်။ဒီနေ့လည်းတမီးကအဲ့ဒီလိုရည်မှန်းချက်ကြီးကြီးနဲ့ဝတ်လာခဲ့တာပဲ။မှန်ပါတယ်ဆရာမ။ဒီနေ့နှုတ်ဆက်ပွဲမှာကျမဝတ်လာတဲ့ဝတ်ဆောင်ကကျမအမေရဲ့ပိုးထည်နဲ့လက်ဝတ်ရတနာတွေကိုပုံစံယူပြီးချုပ်ထားတာပါ။ကျမတို့ယဉ်ကျေးမှုလည်းပြသနေပါတယ်။ဒီနေ့ဝတ်စားတွေကိုဟောင်းနှွမ်းနေတဲ့အရာတွေကိုပေါင်းဆက်ပြီးပါပတ်ဆိုင်မှမကုန်ပဲချုပ်ဝတ်လာတာပါ။ အရန်ကောင်းတယ်အရန်ကောင်းတယ်တန်နေငါနဲ့ငါကောလေးကမင်းလိုចောင်းသူတွေကိုအများနဲ့သတိရနေမှာပါဒါရီအလုံးကိုတောင်းတနေရကနေမူယာကဒေါသတကြီးကြည့်ပြီးတော့သူ့ဘွေးလက်မှတ်ကိုစုပ်ဖြဲပြစ်လိုက်ပါတည်းဒီတက်နေမှာကိုကိုကိုပါထင်းနေရလဲငါတလောက်ကောင်းတဲ့စကားပြောခဲ့တာငါ့ကိုလည်းចောင်းဟုတ်ကြီးကချီးမွမ်းခဲ့တာဒါတော့ဒီတစ်ခါလဲသူကပဲရှေ့ရောက်သွားပြန်မယ်ဒီရွာအဆုတ်ပလုတ်မှာတော့ဒီလိုမျိုးစိတ်ထဲကနေချိန်မောင်းပြီးတော့မာယာကထွက်သွားခဲ့ပါတည်း တနင်္လာရသူ့အိမ်သူပြန်လာတော့တာပေါ့ကွယ်။သူ့ရဲ့အမေကလည်းသူ့ဘွဲလက်မှတ်ကိုမြင်တော့အရင်ကပျော်ရွှင်သွားတော့တာပေါ့။ကျေးဇူးတင်ပါတယ်သမီးရဲ့။အခုဆိုသမီးကောလိပ်ပညာရေးလည်းပြီးပြီ။အခုသမီးမင်္ဂလာပွဲတာဝန်ဆက်လုပ်ရတော့မယ်။လောက်ပါအမေ။သမီးရဲ့မင်္ဂလာပွဲမှာလည်းကိုလက်နဲ့ကိုဥစားချုပ်ဝတ်မယ်။အမေကိုလည်းသမီးပဲချုပ်ပေးမယ်။ဒါမှစရိတ်တွေအများကြီးမကုန်တော့မှာ။အမေအိမ်ကိုဘလို့စီမံခန့်ခွဲနေရလဲဆိုတာသမီးသိပါတယ်ဒီလိုကြားလိုက်ရတော့မျက်ရည်ဝဲနေတဲ့ဒေါခင်မာလေး သူသမီးကိုဖတ်လိုက်ပါတော့တယ်ဒီလိုနဲ့ပဲနေရတွေကုန်လုံးသွားခဲ့ပါတည်းတစ်ဖက်မှာတော့မူယာကသူ့ရဲ့ fashion design သင်တန်းကိုပြီးဆုံးအောင်သင်ယူနေချိန်မှာတခြားတစ်ဖက်မှာလည်းသူ့ရဲ့မိဘတွေကလည်းသူ့အတွက်သတို့သားရှာဖွေနေကြတာပေါ့ဒီနေ့မှာတော့ဒေါခင်မနဲ့တန်နှင်းတို့ကမူယာရဲ့အမေစီကိုအလုပ်ကိစ္စနဲ့တွားရောက်ခဲ့ကြပါတယ်ဒီချိန်မှာမူယာကိုလာရောက်ကြည့်ရှုဖို့သတို့သားဘက်ကလည်းရောက်လာကြတော့တာပေါ့ဒါပေမဲ့သူတို့ရဲ့တာအကြီးဆုံးရဲ့ဝင်ငွေအကြောင်းကြားလိုက်တဲ့အခါမှာတော့ ။မိုးရတို့လည်းတေချာစဉ်းစားကြရပါတော့တယ်။အမရဲ့ရှင်သာအကြီးဆုံးကတော့အရန်ကောင်းမှာပါ။ဒါပေမဲ့ကျမသမီးကသူ့ရဲ့ဝင်ငွေနှဲပါတာနဲ့ပျော်မှာမဟုတ်ဘူး။ငါးသိန်းကျော်တဲ့ဝင်ငွေလောက်တော့ရှိမှကျမသမီးကသူ့အိမ်မက်တွေကိုဖြည့်ဆည်းနိုင်မှာ။ဟုတ်တယ်။ကျမလည်းအမစီမျောလင်းချက်ကြီးကြီးနဲ့လာခဲ့တာ။ခုနှစ်သိန်းအထက်ကငါသားငယ်ဆုံးတွေ့ပါ။ဒါပေမဲ့သားအကြီးဆုံးထက်ရင်တော့သားငယ်ဆုံးအိမ်တော်မချပေးနိုင်ဘူး။အဲ့တော့ကိုကြတော့မူရကဒီလိုမျိုးချက်ချင်းတွေးလိုက်မိပါသတည်း။ ။အိုးဒါဆိုလဲကဲဒီစင်းရဲတဲ့ညီမလေးကိုသူတို့ရဲ့သားအကြီးဆုံးနဲ့ပေးစားလိုက်ပါတော့။ကျမတော့သားငယ်ဆုံးနဲ့အိမ်နာပြုမယ်။သူကတော့ကျမောက်တီးခတ်နိုင်လိမ့်မယ်။ကဲတက်နေ။အဲ့မှာရှိတဲ့လူတိုင်းရဲ့ဖန်ခွက်တွေကအေးအေးတွေကောင်းပြီ။သွားပြစ်လိုက်ပါလား။ဟုတ်ပါပြီ။တနင်းကဒီလိုပြန်ဖြေပြီးအေးအေးဖြေပြီးရန်သွားခဲ့ပါရယ်။ဒီချိန်မှာပဲမူရကသူ့အစီအစဉ်ကိုသူ့မိကိုပြောပြတော့တာပေါ့။ဒါကြောင့်ဒုံကူပါကိုရင်ကတနင်းရဲ့မိကိုသားကြီးဆုံးနဲ့လက်ထပ်ဖို့အတွက် တောင်းဆိုခဲ့ပါတည်းဘလို့လဲခင်မဒီဆက်ဆံရေးကိုသဘောကျလားညီမနှစ်ယောက်လုံးတအိမ်ထဲမှာသွားနေပိုကောင်းတာပေါ့ဟုတ်တယ်နော်ဘာလို့မကောင်းရမှာလဲအမလည်းတန်င်းမိခင်လိုပဲလေဒီဆုံးဖြတ်ချက်ကိုကျမသဘောကျတယ်။သားနှစ်ယောက်လုံးအတွက်မိသားစုတူချွေးမနှစ်ယောက်တွေ့ရတာဖျားသခင်ကိုကျေးဇူးတင်နေ။ကဲမင်္ဂလာပွဲအတွက်ပြင်ဆင်ကြဆုလား။ကဲတန်င်းနင်ကတော့ပြန်ဆိုင်ရတာအရင်သဘောကျတယ်မလား။အခုငါကလည်းကောင်းမွန်တဲ့ဖက်ရှင်ဒီဇိုင်နာဖြစ်နေပြီဆိုတော့ ငါတို့ညောင်လုံးကိုရန်ချုပ်ထားတဲ့ဝတ်စုံတွေဝတ်ပြီးစိတ်ဆက်ပွဲလောက်ကြမယ်။ဟုတ်တယ်။ဘာလို့မလုံနိုင်ရမှာလဲ။ဒီလိုနဲ့ရဲနှင်းငယ်အတွင်းမှာမင်္ဂလာပွဲပြင်ဆင်မှုတွေစတင်လာပြီးဒေါ်ဖြူပြအိမ်မှာပဲသမီးနှစ်ယောက်စလုံးရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်ကြရတာပေါ့။တစ်ဖက်မှာကြီးလက်အမျိုးသမီးတွေကကိုရန်စီစဉ်ပြီးအဝတ်ဟောင်းတွေနဲ့ဝတ်စုံပြုလုပ်ကြချိန်မှာဘူယံကတော့ဈေးကြီးတဲ့ဈေးကိုသွားပြီးဈေးကြီးတဲ့ဝတ်စားတွေကိုဝယ်ကသူ့ရဲ့စိစက်ပွဲဝတ်စုံကိုပြုလုပ်နေတော့တာပေါ့။ ဒီလိုနဲ့ပဲသူတို့သားဘက်ကမိသားစုတွေအင်ကိုရောက်လာကြပြီးလူလေးယောက်လက်ဆွတ်လဲကြမဲ့အချိန်မှာပဲတပ်ပုံရိုက်ကြပါတဲ့။ကျမရဲ့ဝတ်ဆောင်ကအရန်လာတယ်မလား။ကိုရန်ဒီဇိုင်းထုတ်ထားတာလေ။တပ်ပုံဆရာကျမရဲ့တပ်ပုံကောင်းကောင်းရိုက်ပြီးရှင်ရောဘလို့ထင်လဲအကို။မင်းရဲ့ဝတ်ဆောင်ကအရန်လာတယ်။မင်းရဲ့ညီမလေးရဲ့ဝတ်ဆောင်လည်းလာတယ်။ဆိုလိုတာကအဲငါအဲ့လိုပြောတာကအခု तू ကလေငါညီမပဲမလား။မင်းပြောတာလုံးဝမှန်နေတာ။တန်နေချွေးမ ီဝတ်စုံဘယ်ရက်နေဝဲရလဲဒီပေါ်မှာအရင်လာတဲ့လက်ရာတွေလှုပ်ထားတာပဲအမေဒီဝတ်စုံဘယ်ကားမှမဝဲခဲ့ပါဘူးကျမကိုရန်ချုပ်ထားတာပါ လေးရက်အတွင်းမှာပဲအစွန်းနဲ့ဖဲပြားတွေလှုပ်ထားတာအရင်ကောင်းတာပဲတမီးအမခင်မရဲ့တမီးကအရင်ညံကောင်းတာပဲတမီးငယ်လေးလဲကိုလက်နဲ့ကိုဝတ်စုံလှုပ်ထားပေမဲ့တမီးအကြီးဆုံးရဲ့ဝတ်စုံကလည်းအရင်လှပါရယ်ကွယ်ဟုတ်ပါရဲ့ရှင်ဂျေဆုတက်ပါရယ်သူကအချုပ်အလုံးမှာအရင်ကျွမ်းကျင်နေပြီ တို့ကဒီလိုပြောနေကြတော့မူယာလေးစိတ်တွန်းလွန်းလို့သွေးဆူလာပြီးမျက်နှာပြက်နေတော့တာပေါ့အဲ့နောက်မှာသူ့ရဲ့မိခင်ကအနာနာကက်ခါမူယာတမီးစိတ်ကိုထိန်းစမ်းဒီလိုလုပ်ရင်တမီးမိတ်ကက်တွေလည်းပျက်စီးသွားလိမ့်မယ်တမီးဒေါသထွက်နေတာအမေသိတယ်ကြာပေမဲ့မင်္ဂလာဆောင်ပြီးရင်တော့ဒီကျေးလက်ညီမလေးကိုစိတ်ဆိုးနေစရာမလိုတော့ဘူးလေအမေပြောတာမှန်ပါတယ်အဲ့နောက်မှာတော့လူလေးယောက်လုံးလက်စွပ်လေးလေးချင်းနဲ့မင်္ဂလာဆေးစပွဲခန်းနာကိုပြီးဆုံးစီကြပြီး လေးရကြမှာလိုအပ်တဲ့ပြင်ဆင်မှုတွေကိုစတင် ကြပြန်ပါတည်းကြီးလက်ညီမလေးကည7နာရီမှာသူ့ရဲ့ဝတ်စုံကိုပြင်ဆင်နေချိန်မှာသူ့အမေလည်းဝမ်းနေပြီးတော့ငိုချမိပါတော့တယ်ငါဘလောက်တောင်ဆိုးရမေးလဲငါမှာပတ်စံတွေအများကြီးသာရှင်နေ့ဟိုအပြင်ကနေလှလှပပဝတ်စားတွေဝယ်ပေးပြီးမင်္ဂလာဆောင်မှာဝတ်ဆင်ခိုင်းနိုင်မှာဒါပေမဲ့နေရမင်္ဂလာဆောင်အတွက်ကိုရန်ကြိုးစားရသေးတာရပါတယ်အမေရဲ့ဒါပျော်စရာကိစ္စပါဘသူကမင်္ဂလာဆောင်မှာကိုရန်ဥပစာချုပ်ဝတ်တက်လို့လဲ ဒါပေမဲ့တမီးကတော့ကိုရန်ချုပ်ဝတ်နေနိုင်တယ်။အမေကတော့ကဘာပေါ်မှာအကောင်ဆုံးမိခင်မှာပဲ။ဒီလိုမျိုးညဘက်မှာဝင်စားတွေပြင်ဆင်ပြီးတနင်္လာအိပ်စက်အနားယူတော့တာပေါ့။နောက်နေ့မှာတနင်္ကလှပတွေကိုရန်ချုပ်ဝတ်စုံကိုဝတ်ဆင်ပြီးထိုင်နေခဲ့ပါတဲ့။ဒီချိန်မှာပဲအခန်းထဲကမူယာကတော့အရန်ကိုဒေါသထွက်ပြီးသူ့ဝတ်စုံကိုပြစ်ချလိုက်ပါတဲ့။ပင်မနာနဲ့အလှပြင်ဆိုင်မှာအလုံများနေရတဲ့အခန်းအတွက်ဝတ်စုံပြင်ဆင်ရမှာလုံးဝမေ့သွားတာပဲ။ အခုတော့ရေးပေါ်အွန်လိုင်းကနေဝတ်ဆောင်တထည့်မှားထားတယ်။အဲ့ဒါပဲဝတ်လိုက်တော့မယ်။ဒီလိုနဲ့မူရလိန်အွန်လိုင်းမှာမှားထားတဲ့ဝတ်ဆောင်ကိုပဲဝတ်ကထိုင်နေခဲ့ပါတဲ့။ကောက်ခုံတီးဆိုနေကြတဲ့အမျိုးသမီးတွေကသူ့ကိုဆန်းနှွှဲလင်းပေးကြပြီးညနေပိုင်းမှာနှစ်ယောက်လုံးကဝတ်ဆောင်နေဝတ်ဆင်ကလူအကြော်ရီလင်းပေးကြပြန်ပါတဲ့။အဲ့ဒီခါမှာတော့လင်းကြံပေးကြတဲ့သူတွေကလည်းမီးတော်တာပေါ့။မူရဒီဝတ်ဆောင်ကိုဘယ်ရရတာလဲကြည့်ပါဦး။နေဝတ်ဆောင်ကချီမြင်တွေပြုတ်နေတယ်။ ဖက်ရှင်ဒီဇိုင်းသင်တန်းတက်ခဲ့တာဆိုတော့ကိုယ်တိုင်မချုပ်ဘူးလားဟုတ်တယ်ကျမချုပ်ခဲ့တာလေဒါကောင်းနေမလားချီမြင့်တွေဖြတ်ဖို့မေ့သွားတာမင်္ဂလာပွဲအတွက်ပြင်ဆင်ရတာအလုတ်ပလောက်များလဲဆိုတာအန်တီသိပါတယ်ဟုတ်သားပဲနင်ပြောတာမှန်တယ်ဒါနဲ့တက်နေနင်လဲလှတယ်နင်ကိုယ်တိုင်ချုပ်ထားတာလားဟုတ်တယ်ဈေးထဲမှာဈေးပေါ်တဲ့ထဲကိုတွေ့ခဲ့ပြီအဖို့ဟောင်းတွေကနေပလဲတွေအနာသက်တွေရတာနဲ့အဲ့ဒါနဲ့ပဲကျမဝတ်စုံပြင်ဆင်ခဲ့တာဟိုး နေကတကယ်လှတဲ့ဝတ်စုံလေးချုပ်နိုင်တာပဲ။ငါပွဲလုံးရင်လည်းဒီလိုမျိုးဝတ်စုံလေးချုပ်ပေးနော်။ဟုတ်ကဲ့။သေချာလေးကိုချုပ်ပေးမှာပေါ့။ဟေးဒီနေ့ငါတငယ်ချင်းရဲ့ပွဲပဲ။ကားကြမယ်၊စိုးကြမယ်။ तू ကဖန်နေရှင်မယ်။လက်ထဲကနီညိုရောင်လေးကပြောနေတယ်။တငယ်ချင်းတို့တူတူစိုးကြမယ်။အခုလက်ထဲမှာအဖူးလေးတွေပွင့်တော့မယ်။မင်းတို့ရဲ့စိတ်နဲ့ဘဝမှာပျော်ရွှင်မှုအသက်တွေရတော့မယ်။သူတို့ကပြောနေပေမဲ့မူယာကတော့အလိုမကျပဲတွင်းနေခဲ့ပါသေးတယ်။ ီတခါတော့ငါမှားခဲ့ပေမဲ့မင်္ဂလာဆောင်မှာတော့ငါ့ကိုလူတိုင်းချီးမွမ်းတာမြင်ရလိမ့်မယ်။ဘာလို့လဲဆိုတော့ငါရဲ့ဝတ်စုံအရန်တော်တဲ့ fashion designer တယောက်စီကချုပ်ခိုင်းထားတာ။ဒါပေမဲ့ငါနာမည်ပဲပေါ်မှာပဲ။ဘူယာကတော့ဒီလိုပဲ။တနင်္ဂနွေကတော့သူ့ရဲ့မင်္ဂလာဆောင်ဝတ်စုံကိုစက်ချုပ်နေခဲ့ပါတည်း။သူရဲ့ဇာဘဘကိုသူခင်ပေါ်နာမည်နဲ့အလှဆင်ခဲ့ပါသေးတယ်။နောက်တနေ့မှာတော့မူယာကသူ့ရဲ့မြို့ပြပုံစံမျက်မှန်နဲ့သူ့ရဲ့ဒီဇိုင်နာဝတ်စုံကိုဝတ်ဆင်ပြီး ပျော်ရွှင်စွာကောက်ခုံရင်းနဲ့မင်္ဂလာဆောင်ပွဲတွေကိုဝင်လာခဲ့ပါတည်းငါချစ်သူဟာစူပါစတာငါချစ်သူဟာစူပါစတာငါသူ့ရမ်းကြိုက်သွားပြီငါချစ်သူဟာစူပါစတာကဲကျမရဲ့မင်္ဂလာဝတ်ဆောင်ဘယ်လိုမြင်လဲယင်အရန်လာတဲ့တမီးချွေမတမီးကအရန်လာတဲ့နတ်တမီးလေးလိုပဲဟုတ်တယ်တမီးတမီးအရန်လာတယ်မတို့တမီးချွေမအကြီးဆုံးဘယ်လိုဝတ်လာမလဲသိချင်မိတယ်ဘူယာကတော့ဒီလိုတွင်းနေတော့တာပေါ့ ဒီနေ့တော့ဒီဆင်းရတဲ့မိမငါနဲ့ရှင်နိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ငါဝတ်စုံ73သိန်းတန်တယ်။ तू ကတော့1000တောင်းတထောင်တော့မကုန်ပဲချုပ်ထားတာဖြစ်နိုင်တယ်။ तू ကရွာရပဲလေ။အဲ့နောက်မှာချိုးသားတဲ့ပလူရီတန်နဲ့အတူတနင်္ဂနွေကသူ့ခင်မုန်းနမည်ပါတဲ့ခေါင်းဆောင်နဲ့ဝတ်စုံကိုဝတ်စင်ကဝင်လာခဲ့ပါတည်း။ဒါကိုမြင်တဲ့အခါမှာတော့မင်္ဂလာဆောင်ပွဲမှာရှိတဲ့လူအများကလက်ခုတီးကြတော့တာပေါ့။အိုဟိုဂျေးလက်ချွေးမောင်ကြည့်ပါဦး။ဘလောက်လှတဲ့ဝတ်စားတွေဝတ်ထားလဲ ဒီလိုဝတ်စုံမျိုးဘယ်မှမမမြင်ဘူးကြည့်ပါဦးဟဲ့သူခင်ပေါ်နာမည်ပါတဲ့ကောင်းဆောင်နဲ့ရောက်လာတယ်။နင်ပြောတာလုံးဝမှန်တယ်။အိုးဟိုတနင်ချွေမသမီးကတော့အမေနှလုံးသားနဲ့တားလေးရဲကိုရဲ့နှလုံးသားကိုတင်ပိုက်လိုက်ပြီ။ဒီလိုရမ်းချင်းမွန်ကြတော့တနင်လိန်ရှင့်ယွန်စောင်းနဲ့ပဲတခြားသူတွေနဲ့အတူစင်ပေါ်မှာထိုင်လိုက်ပါတဲ့။ခဏကြာမှတော့မင်္ဂလာပွဲပြီးဆုံးသွားပြီးညီမနေရာလုံးသူတို့ရဲ့ရောက်ခမရင်ကိုရောက်ရှိလာကြတော့တာပေါ့။မင်္ဂလာပွဲပြီးလို့ပထမဆုံးမိဖို့ကြောင့်ပြီးတဲ့နောက်မှာတော့ ချွေးမတို့ရေနှစ်ရက်နေဧကံမွန်ရှိတယ်။လူတိုင်းသမီးတို့လာတွေ့ကြလိမ့်မယ်။မိင်္ဂလာပွဲကိုမလာတဲ့သူတွေလည်းလာတွေ့ကြလိမ့်မယ်။အဲ့ဒါကြောင့်သမီးတို့နှစ်ယောက်လုံးအရန်လှလှပပဖြစ်စေချင်တယ်။ချွေးမနှစ်ယောက်လုံးကလှလှပပဝန်စားတွေဝတ်တက်ကြတာဆိုတော့အမေအတွက်လည်းတစ်ထက်ချုပ်ပေးအောင်နော်။စိတ်မပူပါနဲ့အမေရဲ့။အမေချွေးမဖက်ရှင်ဒီဇိုင်နာပါ။အမေအတွက်ပိုးထည့်ပြင်ဆင်ပေးပါမယ်။ဟုတ်ကဲ့မေ။ကျမဘက်ကလည်းအဆင်ပြေပါတယ်။ဘူယာကတော့ဒီလိုတွေးတောင်းနေတော့တာပေါ့။ အမေကိုသဘောကျအောင်အမြဲတမ်းအဝတ်စားတွေပေါ်မှာအာရုံစိုက်ရမယ်။ငါ့မှာနှစ်ရက်ပဲအချိန်ရှိတော့တယ်။ကို့အတွက်ကိုတော့အပြားနဲ့မှားလိုက်မယ်။ဘသူမှသိမှာမဟုတ်ဘူး။ဒီလိုနဲ့မိုးရလေးရောက်ခမအတွက်အဝတ်ချုပ်ပြီးကကို့အတွက်တော့အပြင်ကနေပိုးတွေတွေကိုမှားလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့တန်နှင်းကသူ့ခင်ပေါ်မှာပတ်စံနေပါတာကြောင့်ပလင်းနယ်ဇာအလှဆင်းပစ္စည်းတချို့ကိုဝယ်ယူကဈေးပေါ်တွေပိုးတွေပေါ်မှာပြီးလက်ရပြောင်မြောက်စွာနဲ့ချုပ်လိုက်ပါတယ်။အေကံပွဲနေမှာတော့ဒေါ်ဖြူပြားကမိုးရရဲ့ဝစ်စုံဝစ်စင်တဲ့အခါမှာတော့ ဝိဇုံကပြေးသွားခဲ့ပါတည်းဒါပါလေချွေးမအမေသမီးကိုအများကြီးမျောလင့်ထားတာအမေအတွက်ကောင်းတဲ့ဝတ်စားတွေချက်ပေးပေမယ်အမေကိုယ်နဲ့မကန်ဘူးဖြစ်နေတယ်အခုဘာဝတ်ရမလဲကို့အတွက်ဘာမှလည်းမစင်စားမိဘူးဂျေဆုပြုတ်ပြီးခွန့်လွတ်ပေးပါမယ်အမေစိတ်ပူစရာမလိုပါဘူးကျမလည်းအမေအတွက်ပိုးထက်တထက်ပြင်ဆင်ထားပါတယ်တာဝုကြည့်ပါအောင်အမေဟိုးဒီပိုးထက်ကမနှဲဘူးနော်သမီးကတားရဲ့ပတ်စံကိုဖြုံးတိလိုက်တာပဲမဟုတ်ပါဘူးအမေ ကျမတလောက်များတဲ့ပတ်စံအောင်ဖို့မစင်စားပါဘူး။သူကကျမောက်နည်းနည်းပဲပြီးခဲ့တာပါ။အဲ့ဒါနဲ့ပိုးထက်ရိုးရိုးတထည်ဝဲခဲ့တယ်။ကျွန်တော်တို့ကတော့ပန်းထိုးလက်ရာတွေပဲ။အိုးတက်နေ။မင်းကအရင်ကောင်းတဲ့ fashion designer ပဲ။ငါမိမအူတော်ကြိုသွားပြီ။ချွေးမကြီးငါတာဝတ်ပေးလာခဲ့မယ်။ဒီလိုမျိုးတက်နင်းကိုဝမ်းပြီးချီးကျူးနေကြတော့မူရလင်းစိတ်ထင်းမှာတတော်လေးဒေါသထွက်လာတော့တာပေါ့။တက်နင်းကတော့သူ့ရဲ့ဝတ်စားဒီဇိုင်းကြောင့်အမြဲတမ်းချီးမွမ်းခံရပြီး ။မူရန်ကတော့အမြဲတမ်းနောက်ကျကြံခဲ့ရတာပေါ့။ဒီလိုနဲ့အင်ခံပွဲမှာဒေါ်ဖြူပြားနဲ့တန်တင်းတို့ဝစ်စင်ထားတဲ့ပူတွေတွေကိုပဲလူတိုင်းကချီးမွမ်းကြပါတော့တယ်။ဒါပေမဲ့မူရရဲ့ဒီဇိုင်နာအဝတ်အစားတွေကိုဘယ်သူကမှချီးမွမ်းခြင်းမရှိဘူးတဲ့ကွယ်။ဒီလိုနဲ့ပဲအချိန်တွေကုန်လွန်သွားပြီးနှစ်တွေကြာလာတဲ့အခါမှာတော့ညီမနှစ်ယောက်လုံးရဲ့ကလေးတွေလည်းအရင်ရောက်လာကြတော့တာပေါ့။ဒီနေ့ကတော့ကလေးနှစ်ယောက်ရဲ့မွေးနေ့ပွဲတွေကိုအတူတူကကျင်းပဖို့ပြင်ဆင်နေကြတယ်ရပ်ပေါ့ကွယ်။အဖွားရေအဖွား မနေ့ပြန်တမိမွေးနေပဲအဖေကောင်းတဲ့ဝတ်စားတွေဝယ်ပေးမှမလားအမေကဘတော်မှဝတ်စားတွေမဝယ်ပေးဘူးအမြဲတမ်းကိုယ်တိုင်လှုပ်ပြီးဝတ်တယ်ဒီတစ်ခါမွေးနေ့မှာတော့တမိကောင်ဝင်ဝတ်ချင်တယ်ဒါအမေကတော့ကစီမနေဘူးအမြဲတမ်းဈေးကြီးတဲ့မောကဝယ်လာတဲ့အဝတ်စားတွေဝတ်ခိုင်းတယ်ဒီတစ်ခါလေငါမွေးနေ့မှာအရင်ကောင်းတဲ့အဝတ်စားတွေဝတ်မှာဟုတ်တယ်သားမနေ့ပြန်မင်းရဲ့ခုနှစ်နှစ်ပြည့်မွေးနေ့ပဲဒါအတွက်အရင်လာတဲ့ဝတ်စားတွေဝယ်ထားတယ်မနေ့ပြန်ဒါအရင်ချောနေမှာကြည့်နေတမိကလေးကိုဒီလိုမစားရအောင် ရရကလေးပဲရှိသေးတာသမီးကလူကြီးလေဒီလိုမလုပ်သင့်ဘူးအမေကျမပါလိန်ခဲ့လို့လေသူ့အမေကကောလိုက်တုံးနဲ့ကတီလိုပဲကျမခုဘာပြောရမလဲသူတကားမှဈေးကြီးတဲ့ဥစ္စာဝှဖူးတယ်လို့မထင်ပါဘူးဒီလိုမျိုးမူရကတန်နှင်းကိုလှောင်ပြောင်ပြီးသူ့ရဲ့တောက်ကိုခန်းနေခေါ်သွားခဲ့ပါတည်းဒါရီယာလုံးကိုကြားရတော့တန်နှင်းရဲ့မျက်လုံးတွေလည်းမျက်ရည်တွေနဲ့ပြည့်နှက်သွားတော့တာပေါ့ဒါပေမဲ့စိတ်ပြတ်မနေပဲသူ့သမီးအတွက်ပြင်ဆင်မှုတချို့ကိုလှုပ်ဆောင်ပြီး မင်းသမီးပုံစံခေါင်းဝင်တစ်ထည်ကိုပြင်ဆင်ပေးခဲ့ပါတဲ့။နောက်နေ့မှာတော့မွေးနေ့ပွဲကြီးကြီးမားမားကျင်းပခဲ့ပါတယ်။မီဒီယာတွေလည်းရောက်လာကြတာပေါ့။တစ်ဖက်မှာတန်နှင်းကသူ့ရဲ့ခင်မွန်းနဲ့သမီးနဲ့အတူဂိမ်းမုတ်ရှင်ပါရှင်နေပြီးတခြားတစ်ဖက်မှာတော့မူယာကသူ့ခင်မွန်းနဲ့ကလေးနဲ့အတူပလိန်စစ်စစ်ပုံစံဝတ်စုံကိုဝတ်ဆင်ပြီးရက်နေခဲ့ပါတဲ့။မီဒီယာတွေကတပ်ပုံများစွာရိုက်ကူးကမိကုန်းတွေလည်းမေးကြတော့တာပေါ့။အမားတို့နှစ်ယောက်ရဲ့ကလေးတွေရဲ့ပါတီဝတ်ဆောင်ပုံစံတွေကအရန်ကွဲပြားပြီးရမ်းလှပါတယ် ဒီလိုဆိုရင်ကိုကိုကိုအနိုင်ရသူဖြစ်တက်တည်ပြရမယ်ဆိုရင်အမတို့နှစ်ယောက်လုံးမယ်။ဒါမဲ့ဒီဝေစားရရဲ့နောက်ွယ်ရာရည်ရွယ်ချက်ကိုပြောပြမလား။ဟုတ်ကဲ့ပြောပြပါမယ်။ပလဲစစ်စစ်နဲ့လှုပ်ထားတဲ့ဒီထဲရဲ့နောက်ွယ်ရာအကြောင်းပြချက်ကတော့ကျမတို့လင်မယားနှစ်ယောက်လုံးကအရင်အောင်မြင်ကြတယ်။ပတ်စံလည်းအများရှိတယ်။ပလဲရွှေငွေတွေနဲ့လှုပ်ထားတဲ့ဈေးအကြီးဆုံးဝေစားရကိုတားအတွက်လှုပ်ပေးနိုင်တယ်။ဒီနေ့သူ့ရဲ့မွေးနေ့မို့လို့သူ့အတွက်ထူးခြားတာတစ်ခုခုလှုပ်ပေးချင်ခဲ့တာ။ကောင်းလိုက်တာ။မင်းသမီးဝတ်ဆောင်ကျမလှုပ်ခဲ့တာတွေက ျမသမီးရဲ့ပျော်ရွှင်မှုအတွက်ပါဟုတ်တယ်။ကျမမှာပတ်စံနေပါတယ်။ဒါပေမဲ့ तू ဟာမင်းသမီးပုံစံဝတ်ဆောင်အရင်ဝတ်ချင်ခဲ့တယ်။အဲဒါကြောင့်သူ့ရဲ့မွေးနေ့မှာကိုလက်နဲ့ကိုပဲလှုပ်ပေးခဲ့တာ။သူ့လက်ထက်ကဒုတ်ကိုကြည့်ပါအောင်ဆက်ကူနဲ့ကော်နဲ့လှုပ်ထားတာ။ကျမသမီးဝတ်ထားတဲ့တရပူကတော့ဝါယာကျိုးအကူကြီးနဲ့လှုပ်ထားတာပါ။အဲ့ဒီအပေါ်မှာကျဲပွင့်လေးတွေကတ်ထားတာပါ။ဂျေဆုတမားရဲ့မမေသမီးတီဝတ်ဆောင်အရင်ကြိုက်တယ်။ဒါရီကိုကြတော့မူယာကထပ်ပြီးမနာလိုစိတ်တွေဖြစ်မိပြန်ပါတဲ့။ ဒီလိုနဲ့ကလေးနှစ်ယောက်လုံးသူတို့ရဲ့ကိတ်မုံကိုခွဲကြပြီးတနည်းရဲ့ဝတ်စုံချုပ်ပုံးကလည်းအင်တာနက်ပေါ်မှာ virus လိုပဲပြန့်နှံ့သွားခဲ့ပါတည်း။ဒီလိုနဲ့ညနေပိုင်းမှာနမေကြီး fashion designer တဦးကတနင်းကိုဒီဇိုင်နာအဝတ်အစားတွေချုပ်ဖို့အတွက်လာအပ်တဲ့အခါမှာတော့တနင်းလည်းမငင်းနိုင်တော့ဘူးပေါ့ကွယ်။ဒီလိုမျိုးတနင်းနမေကြီးနေတာကိုမြင်တော့မူရလေးအရင်ဝန်နေသွားပြီးပြောခဲ့ပါတည်း။မာနာရီလည်းခွာချလိုက်တော့တာပေါ့။တနင်းကောလိုက်တုံးနဲ့ဒီနေ့ထိနင်းနဲ့ငါပြန်ခဲ့ကြတယ်။ နေရကျေးလက်မှာအတော်ဆုံးအချုပ်သမားလားငါမြို့မှာအတော်ဆုံး fashion designer လားဆိုတာပြန်ခဲ့ကြတာဒါပေမဲ့အခုတော့နေရငါထက်ပိုပြီးကောင်းတဲ့ fashion designer ဆိုတာရှင်းရှင်းလင်းလင်းသိလိုက်ရပြီကုံယူပါတယ်တက်နေရဲ့ဒါပေမဲ့မူရအမရဲ့ကျမတော့အမကိုအမြဲနဲ့အမဖြစ်ပဲသဘောထားခဲ့တာအမနဲ့ဘယ်တော့မှမပြိုင်ခဲ့ဘူးမနာလို့လည်းမဖြစ်ခဲ့ဘူးအဲ့ဒီချိန်ကစပြီးညီမနှစ်ယောက်လုံးကပျော်ရွှင်စွာနေထိုင်ကြပြီးတော့တန်နေလေကိုပိုင်းဖက်ရှင်ဒီဇိုင်းဆိုင်ဒီဇိုင်းကိုလည်းဖွင့်လှစ်နိုင်ခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။